မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်တပ်လက်အောက်ခံ BG တပ်ဖွဲ့ကောင်းဆောင်စောချစ်သူရဲ့လက်ရုံးစောတင်ဝင်းနဲ့စောမင်းမင်းဦးအပါဝင်စောချစ်သူနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်၃ဦးနဲ့ကမ္ပဏီ၆ခုကိုအမေရိကန်ကထပ်မံတန်းကပ်ပိတ်ဆို့အရေးယူလိုက်ပါတယ်လူဒုကောင်းဆောင်နိုင်ငံတော်တာမင်ငံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ဂျမ်းမာရေးအခြေအနေတစုံတရာချုပ်ယွင်းဆိုးရွားခဲ့မယ်ဆိုရင် နိုင်ငံတော်ပုံကံမှုကိုကျူးလွန်နေတဲ့အကြမ်းဖက်ဆက်အုပ်စုကတာဝန်ခံရမယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်စစ်တပ်လက်အောက်ကံ BGF တပ်ဖွဲ့ခေါင်းဆောင်စောချစ်သူရဲ့လက်ယုံစောတင်ဝင်းနဲ့စောမင်းမင်းဦးအပါဝဲစောချစ်သူနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်၃ဦးနဲ့ကမ္ပဏီ၆ခုကိုအမေရိကန်ကထပ်မံတန်းကပ်ပိတ်ဆို့အရေးယူလိုက်ပါတယ်တောင်ကတော့ဒီကနေ့စက်တင်ဘာလ9ရက်နေ့မှာပဲအမေရိကန်အစိုးရကတရားဝင်ကြေညာလိုက်တာပါ လက်ရှိကင်းပြင်းနဲ့မြောက်ရီမြို့နယ်အတွင်းကရွှေကုတ်ကိုမြို့အတွင်းမှာရှိတဲ့ online ကြက်ဖြန့်လိမ့်လဲစင်တာတွေကိုလေပတ်ဦးစီးနေတဲ့စစ်တလအောက်ခံ BGF ခေါင်းဆောင်စောချစ်သူရဲ့လက်ရုပ်စောမင်းမင်းဦးစောတင်ဝင်းအပါဝင်စောချစ်သူနဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်၃ဦးနဲ့ချစ်လင်းမြိုင်ကုမ္ပဏီတွေအပါဝင်စုစုပေါင်းကုမ္ပဏီ၆ခုကိုအမေရိကန်အစိုးရကဒဏ်ကပ်အရေးယူပိတ်ဆို့လိုက်တယ်လို့တရားဝင်ကြေညာလိုက်တာပါအဲ့ဒီစစ်တလအောက်ခံ BGF ခေါင်းဆောင်စောချစ်သူနဲ့တားဖြစ်သူ၃ဦးကိုတော့ အခုနှစ်မေလကပဲအမေရိကန်ကတန်ကက်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်တယ်လို့အခုတခါစောချစ်သူရဲ့လက်ယုံစော့တင်ဝင်းနဲ့စောမင်းမင်းဥအပါဝင်လူမှုကို၃ဦးနဲ့ကမ်နီ၆ခုကိုပါအမေရိကန်ကဒီကနေ့စက်တင်ဘာလ၉ရက်နေ့မှာပဲထပ်မံတန်ကက်ပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်အဓိကကတော့အမေရိကန်အစိုးရနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာနကအရှိတောင်အရှာမှာအမေရိကန်ရေစီကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူလိမ်လည်နေတဲ့ online ချပြန်ငွေလင်းကွန်ရက်ကြီးကိုတန်ခတ်အရေးယူပိတ်ဆို့နေတာဖြစ်တယ်လို့ အဲ့ဒီကွန်ရက်ကအကြမ်းဖက်မှုတွေနဲ့အရင်ကမှလှုပ်အားပေးခိုင်းစေမှုတွေကိုပါကျူးလွန်နေတဲ့အပြင်အဲ့ဒီကွန်ရက်တွေဟာမြန်မာနိုင်ငံကစစ်တပ်လက်အောက်ခံ BGL လို့ခေါ်တဲ့ KNA အမိပြောင်းတပ်ဖွဲ့ရဲ့အကာအကွယ်ပေးမှုအောက်မှာရှိနေတာဖြစ်လို့အဲ့ဒီတဲကရွှေကုတ်ကိုမြို့တစ်အတွင်းလဲပတ်နေတဲ့နမဲစိုးနဲ့ကြော်ကြားသူနောက်ထပ်လူပုတ်ကို၃ဦးနဲ့ကမ္ပဏီ၆ခုကိုထပ်မံအရေးယူပိတ်ဆို့လိုက်တာဖြစ်တယ်လို့လည်းအမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။အဲ့ဒီမြန်မာနိုင်ငံကမြောက်ရီမြို့နယ်ရွှေကုတ်ကိုမှရှိတဲ့ရထိုင် New City ဟာ တရုတ်လူမျိုးရှီကျင်ကျန်းဆိုသူနဲ့စစ်တလောင်းခံဘီဂျီကောင်းဆောင်စောချစ်သူတို့ပူးပေါင်းဖန်တီးထားတဲ့အဓိကငွေလိမ့်လဲတဲ့စင်တာကြီးဖြစ်ပြီးရှစ်နှစ်အတွင်းသူတို့ဟာတောင်ရင်မြစ်ဘေးကရွာလေးတစ်ရွာကိုလောင်စာမူရစေဝါရောင်းဝယ်ဖောက်ကားမှုပြည်တစားလုပ်ငန်းနဲ့ကမ္ဘာတော်မှာရှိတဲ့လူတွေအပါအဝင်အထူးသဖြင့်အမေရိကန်လူမျိုးတွေကိုပြစ်မှတ်ထားပြီးငွေလိမ့်လဲမှုတွေလုပ်ဖို့လောင်စာမျိုးအဖြစ်ပြောင်းလဲတိစောက်ထားတာဖြစ်တယ်လို့လည်းအမေရိကန်ကဆိုထားပါတယ်အဲ့ဒီရွှေကုန်းမှာရှိတဲ့ကြောက်ဖြန့်ဂိုင်းတွေဟာ အွန်လိုင်းလေးလေးဒူတွေအဖြစ်လူတွေကိုအတင်းအကျပ်ဖမ်းဆီးပြီးတော့ကိုတိလေးရောက်ညှဉ်းပန်းနှိပ်စက်တာတွေအတင်းကျပ်လှုပ်အားပေးစိတ်ခိုင်းတာတွေလုပ်ပြီးကဘာတဝမ်းကနေငွေလိမ့်အလုတ်လုံးမဲ့လူတစ်တွေကိုပါအတင်းကျပ်လူကုံကူးမှုတွေနဲ့စူဆောင်းအလုတ်လုတ်ခိုင်းနေတာ ဖြစ်ပြီးတော့အဲ့ဒီငွေလိမ့်လုပ်ငန်းတွေကိုမြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ BGF ကောင်းဆောင်စောချစ်သူနဲ့တရုတ်လူမျိုးရှီကျင်ကျန်းဆိုသူတို့ကမိတ်ဖက်တွေအဖြစ်ပူးပေါင်းလုပ်ကင်ပြီးစောချစ်သူလက်အောက်ခံစောတင်ဝင်းနဲ့စောမင်းမင်းဦးဆိုသူတို့ကတာဝန်တွေခွဲယူပြီးတော့ ။တရားမွေးလုပ်ငန်းတွေလုတ်ကင်နေကြတာဖြစ်တဲ့အတွက်အခုတခါအမေရိကန်အစိုးရကအဲ့ဒီ sorting ဝဲ saw meme ဥတဲ့ရှီကျင်းဂျန်းဆိုသူလူပုဂ္ဂိုလ်အုံအပြင် company 6ခုကိုပါထပ်မံဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့လူကောင်ဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ဂျမ်းမာကြီးအခြေအနေတစုံတရာချို့ရွေးဆိုးရွားခဲ့မယ်ဆိုရင်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုကတာဝန်ခံရမှာဖြစ်တယ်လို့ ် MG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကပြောပါတယ်။ဒါတွေကိုတော့အမျိုးသားညွန့်အစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့တင်စကားပြောကြားခြင်းအစီအစဉ်မှာဦးနေဘုံလက်ကပြောတော်တာပါ။ဒါအပြင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆာစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့မြက်ကွဲတေးတန့်ပေးမှုတွေမရှိစေရေးစစ်တပ်ကိုဖိအားပေးဖို့လူအခွင့်အရေးကိုတန်ဖိုးထားတဲ့နိုင်ငံတွေကိုတိုက်တွန်းကြောင်းလဲဦးနေဘုံလက်ကပြောတော်ပါတယ်။ဒါအပြင် လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှန်တွေနဲ့မြန်မာပြည်သူလူထုရဲ့ဆန္ဒတွေကိုမျက်ကွယ်ပြုပြီးအကြဖတ်စစ်အုပ်စုရဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုထွက်ပေါက်အဖြစ်ရှုမြင်အားပေးနေကြတဲ့နိုင်ငံအချို့အနေနဲ့ဒီတရားမဝင်အတုယောင်ရွေးကောက်ပွဲအပေါ်ယုံကြည်ကိုးစားမှုမပြုကြဖို့တတိပေးတိုက်တွန်းခြင်းပါတယ်လို့လည်းအန်ဂျီဝင်းကျောင်းယုံပြောရေးဆိုခွင့်ရှိသူဦးမေဘုံလကပြောတော့ပါလေလက်ရှိမြန်မာနိုင်ငံမှာအကြဖတ်စစ်အုပ်စုဟာတရားမဝင်အတုယောင်ရွေးကောက်ပွဲတစ်ခုကိုဇွတ်အတင်းပြုလုပ်နိုင်မှုအတွက် 2025ခုနှစ်ဇွန်လ31ရက်နေ့မှာပဲဖွဲ့စည်းပုံအချုပ်ကိုပြောင်းလဲပြီးစစ်ရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုဇာတိုးကျူးလွန်နေတယ်လို့လည်းဥနေဘုံကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်မြကျိနားမြို့ပေါ်မှာရဲစခန်းနဲ့အနီးဆုံးမှာရှိတဲ့ရွှေစန်းလီရွှေဆိုင်ဟာနေကင်းအချိန်ကြီးမှလည်းဓမြတိုက်ခိုင်ရပြီးရွှေဒဲနဲ့လက်ဝှယ်ရင်တာတွေပာသွားပြန်တယ်လို့မြကျိနားမြို့နေပြည်သူတွေကပြောပါတယ်ဖြစ်စဉ်ကတော့ စက်တင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲမြကြီးနားမြို့မြို့လေကောင်အောင်နှန်းရက်ကွက်ကရွှေစန်းတီရွှေဆိုင်ကိုဆိုင်ကယ်တွေနဲ့လူသုံးဦးဝင်ရောက်လာပြီးဓမြတိုက်သွားတယ်ဆိုပါလေအဲ့ဒီဓမြတွေဟာပစ္စတိုတနက်တွေကင်ဆောင်ပြီးဝင်ရောက်ဓမြတိုက်သွားတာဖြစ်တယ်လို့အဲ့ဒီအချိန်လမ်းပေါ်မှာလဲလူအသွာလာများပြားနေတဲ့အချိန်ကြီးမှာတော့ဓမြတွေကပေါ်ပေါ်တင်နေမဲ့ရွှေဆိုင်တဲကလူတွေကိုတနက်ပြပြီးတော့လက်ဝရဲနာနဲ့ရွှေတဲတွေလူရဲသွားကြတယ်ဆိုပါလေအဲ့ဒီလိုဓမြတိုက်ခိုင်ရတဲ့ရွှေစန်းတီရွှေဆိုင်ဟာ မြကြီးနားမြို့ပေါ်မှာရှိတဲ့အမှတ်နှစ်ရက်စကန်နဲ့လှမ်းအော်တော်ကြားရတဲ့အကွာဝေးမှာအနည်းဆုံးရှိနေတာတော့အခုလိုဓမြတိုက်ခံရတဲ့အခြေအနေဖြစ်သလိုမြို့ပေါ်မှာလည်းစစ်တပ်ကလိုင်စင်မဲ့ကားတွေကိုပိတ်ဆို့ဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်ဒုံကြုံရေးမပြတ်ရှိနေတဲ့အချိန်ကြီးမှာဓမြတွေကိုဖမ်းလို့မမိဘူးဆိုတာကလည်းတော်တော်ကိုအံ့ဩဖို့ကောင်းနေတယ်လို့မြကြီးနားမြို့နေပြည်သူတွေကပြောထားကြပါတယ်လက်တလုံးစစ်တပ်ကထိန်းချုပ်ထားတဲ့မြကြီးနားမြို့ပေါ်မှာတည်း လူတက်မှုတွေခိုးမှုတွေလူရက်မှုတွေမကြာခဏဆိုးတလို့ဖြစ်ပွားနေတဲ့အတွက်ပြည်သူတွေအကြဆိုးရိမ်မှုတွေမြင့်တက်နေပြီစစ်တပ်ရဲ့ရဲတွေကလည်းလိုင်စင်မဲ့ကားနဲ့ဆိုင်ငယ်တွေကိုဖမ်းဆီးတာကလွယ်ပြီးပြည်သူတွေရဲ့လုံခြုံရေးကိုစီမံပေးနိုင်မှုမရှိသလိုသူတို့စစ်တပ်ကိုယ်တိုင်ကမြကျိနာမြို့ပေါ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေကြတာဖြစ်တဲ့အတွက်နေရတာဘလို့မှမလုံခြုံဘူးလို့လေမြကျိနာမြို့ရန်ကြီးအောင်ရက်ကွက်မှာနေတဲ့ပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းကဘုဒ္ဓလင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကအကြိမ်ကြိမ်တိုက်ခိုက်ချေမှုတွေအတွေ့စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုတွေများထားတဲ့အပြင်တိုက်ပွဲဖြစ်ပွားရနေရာတွေကနေတနက်နှစ်လက်ကိုလည်းတင်းစီရရှိထားသေးတယ်လို့ဘုဒ္ဓလင်းမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းရဲ့စစ်ကြောင်းမှုကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဒါကတော့အကြမ်းဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာဘုဒ္ဓလင်းမြို့နယ်ထဲဝင်ရောက်လာတဲ့အချိန် ဒေါ်လာရေးပုံပေါင်းတက်တွေကဩဂုတ်လ20ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိအကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်အချက်ဖက်စစ်တပ်စစ်ကြောင်းနဲ့ဒေါ်လာရေးတက်တွေအကြားကန်တစ်ပဲပစ်တော်ကန်တာရွာဖုံးကြီးကြောင်းနဲ့ကုန်းတာရွာအနီးတစ်ဝိုက်တွေမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများထားတယ်ဆိုပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေစစ်သားတွေချန်ခဲ့တဲ့ MA1 နဲ့ MA11 တနက်နှစ်လက်ကိုပါဒေါ်လာရေးတက်တွေကတင်စီရရှိထားပြီး အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကတော့သူတို့ရဲ့အနောက်မြောက်တိုင်းစစ်ထာနာချုပ်ကိုပြန်လည်ဆုတ်ခွာသွားကြပြီလို့လေပုဒ်တလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းရဲ့စစ်ကြောင်းမှုကပြောထားပါတယ်အဲ့လိုပဲစကိုင်းတိုင်းမှာတော်လိုင်းကြီးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာပြီးလာလာလုံနေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာအထိနာပြီးပြန်ပြန်ဆုတ်သွားကြရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ ပကိုးတိုင်းကညုတ်ကွင်းမြို့မှာအချက်ဖက်စစ်တပ်ကဆိုင်ကယ်စီးလာတဲ့ညီကိုနှစ်ဦးကိုပစ်တပ်ပြီးတော့ PDF ဆိုပြီးလိမ့်လဲတင်းဖြန့်ခဲ့တယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ကပစ်တပ်လိုက်တဲ့တာမန်ရတပီသူနှစ်ဦးဟာကိုစီလင်းထက်နဲ့ကိုညီလင်းထက်ဆိုသူတို့ညီကိုနှစ်ဦးဖြစ်ပြီးသူတို့နှစ်ဦးကိုဘဲနွယ်ကုန်းမြို့ရွှေဝါကျေးရွာအခြေဆိုင်ခမရ300တရင်ရဲ့စစ်သားတွေကလမ်းမှာပစ်တပ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ဖြစ်စဉ်ကတော့စက်တင်ဘာလ6ရက်နေ့ည9:00ခွဲလောက်ကပဲ ကညုံကွေးမျိုးကငွေကျယ်လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ကိုစီလင်းထက်နဲ့ကိုညီလင်းထက်ဆိုသူတို့ညီကိုနှစ်ဦးဟာနေအိမ်ကိုပြန်လာတဲ့အချိန်အရက်မူးနေတဲ့စစ်သားတွေကစိုက်ကဲကိုရက်ခိုင်းနေဆိုပါလေအဲ့ဒီမှာညီကိုနှစ်ဦးဟာသူတို့ကိုစစ်တပ်ကပေါ်တာဆွဲတော့မယ်ဆိုပြီးစိုးရိမ်စိတ်နဲ့စိုက်ကဲကိုဆက်လက်မောင်းနှင်သွားရမှာစစ်သားတွေကအနောက်ကနေစစ်ကားနဲ့လိုက်လာပြီးတနက်နဲ့လိုက်လံပစ်ခတ်ရမှာကိုစီလင်းထက်ဆိုသူဟာနေရမာတင်တိုက်ဆုံသွားခဲ့ပြီးကိုညီလင်းထက်ဆိုသူကတော့ခြေထောက်မှာရှက်ထိဒဏ်ရာရထားရုံပဲရှိပြီမြေ စစ်ရာရှိကရှင်းပြလိုက်လို့ပြောတဲ့အတွက်စစ်သားတွေကမတည်သေးတဲ့ကိုကြီးလင်းထက်ကိုပါတခါတည်းပြစ်တက်လိုက်ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်ကသူတို့အကြောင်းမဲ့ပြစ်တက်လိုက်တဲ့တာမန်ရတပြည်သူညီကိုနှစ်ဦးကို PDF လို့ဆွဆွဲပြီးသူတို့အမှုကိုဖုံးပြနေသလိုတေဆုံးသူညီကိုနှစ်ဦးရဲ့ရုပ်လောင်းကိုလည်းမိသားစုစီအလွယ်တကူပြန်မပေးပဲဖြူးမြို့မှာပဲစစ်တပ်ကတကြိုခိုင်းခဲ့တယ်လို့ဒေသခံပြည်သူတို့ကဖြစ်စဉ်အသေးစိတ်ကိုရှင်းပြထားပါတယ်ခင်ဗျာ။ ဖက်မှာတော့ဒင်းသားတိုင်းရေပြူမြို့နယ်ကရတပြည်သူတွေနေထိုင်ရာရာပူးကျေးရွာကိုအကြဖက်စကောင်းစီတက်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်၃နှစ်အရွယ်မငွေမှုံဦးဆိုသူကလေးငယ်တေဆုံးခဲ့ရတယ်လို့ PDF ရဲ့နေပြူဟာ33ဗျူဟာမူစော်ဒါကိုကရင်ခုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့စက်တင်ဘာလ၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေပြူမြို့နယ်မယန်းချောင်းကျေးရွာမှာအထိုင်ကျတဆွဲထားတဲ့အကြဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲ ရသပြည်သူတွေနေထိုင်ရာရာဖူးကျေးရွာကိုလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာရာဖူးကျေးရွာတဲကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်၃နှစ်အရွယ်သာရှိသေးတဲ့မတ်ငွေမုံဦးဆိုသူခလေးငယ်တေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်အသက်40ကျော်အရွယ်ကိုဝင်းရွှေဆိုသူကဒဏ်ရာတွေရထားတယ်လို့ PDF နီးပြူဟာ33ပြူဝမှုစော်ဒါကူကပြောထားပါတယ်။ဒါအပြင်စတေမလာ6နှစ်ကလည်း အကြပ်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲကလိန်အောင်ဘက်ကနေတက်လာတဲ့ကာနစီကိုပါအကြောင်းမဲ့ပြစ်ခတ်ခဲ့ပြီးကာနစီကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့တစ်ဖက်မှာလည်းအကြပ်ဖက်စစ်တပ်ကအမှတ်ရှိပြည်တော်စုလမ်းကို ပြန်လည်ဆိုးမိုးနိုင်မှုအတွက်အင်အားအများပြနဲ့စစ်ကြောင်းထိုးနေတာဟာနှစ်လနီးပါးရှိနေပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကရမဲတဲ့အကျဉ်းတော်မှာ ထောင်ပိုင်းစိုးတီဟနဲ့တပည့်အောင်မျိုးဦးဆိုသူတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါင်းအကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်ပြီးငွေကြေးတောင်းခံတာတွေလုပ်နေကြတယ်လို့အကျဉ်းတောင်အတိုင်းဝိုင်းကပြောပါတယ်။လက်ရှိရမဲတဲ့အကျဉ်းတောင်မှာစစ်တပ်ကဖမ်းဆီးထောင်ချထားတဲ့စီကုံတဲ့စံကုံတဲ့ဒေါ်လာကုံတဲ့ရွှေကုံတဲ့တွေလည်းရှိနေပြီ။အဲ့ဒီကုံတဲ့တွေစီကနေထောင်ပိုင်းစိုးတီဟာနဲ့တပည့်အောင်မျိုးဦးဆိုသူတို့ကတုံးကုံငွေကြေးစဲဒိန်းကနေ15ဒိန်းအထိပုံမှန်ချင်းချောက်တောင်းခံတာတွေလုပ်နေတယ်ဆိုပါတယ်။ဒါပြင်အဲ့ဒီထောင်ပိုင်းစိုးတီဟာနဲ့တပည့်အောင်မျိုးဦးဆိုသူတို့က ရမဲတဲ့ကျင်းတော်မှာထောင်ချနေတဲ့စီးပွားရေးသမားတွေစီကနေတဲ့ငွေကြေးတွေချင်းချောက်တောင်းရနေရုံနဲ့မကကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့တခြားအကျဉ်းသားတွေစီကနေပါအ ਨੇ အများပေါ်မူတည်ပြီးငွေကြေးတောင်းရတာတွေလုပ်နေသလိုအဲ့လိုအကျဉ်းသားတွေစီကနေချင်းချောက်ငွေညစ်တောင်းရထားတဲ့ငွေတွေနဲ့ပဲအဲ့ဒီထောင်ပိုင်းစိုးတီဟာနဲ့တပည့်အောင်မျိုးဥစုတို့ကချမ်းသာလာကြပြီးတိန်ထောင်ချီတန်တဲ့ကားတက်နှစ်စီးပါဝယ်စီးနိုင်တဲ့အထိဖြစ်နေကြတယ်လို့အကျဉ်းတော်အတိုင်းဝိုင်းကရှင်းပြထားပါတယ်ဒါပြင် တစ်ဖက်ကဘကိုးတိုင်းမှာရှိတဲ့တာယာဝတီအကျဉ်းတောင်မှာလေထောင်တွင်းအခြေအနေတွေဆိုးရွားနေပြီးအရေပြယောဂကူးစက်မှုတွေပါဖြစ်နေသလိုထောင်အာနာပိုင်တွေကကျန်းမာရေးစောင့်ရှောက်မှုလည်းမပေးဘဲအကျဉ်းသားတွေအပေါ်နှီးမျိုးစုံဖိနှိပ်မှုတွေလုပ်နေကြတယ်လို့လည်းနိုင်ငံရေးအကျဉ်းသူများအဖွဲ့ရင်တာဝန်ရှိသူတူကပြောထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ